ဆရာကြီးဖေမြင့်ရေးသားသောစာအုပ်ကဘာအခန်းသုံးနိုင်ငံတကာစာဖတ်ပွဲအစဉ်အလာစာပွဲတပင်ခေါင်းစဉ်အောင်နှင့် စာရေးဆရာကပြဆရာတို့၏စာပေရေးရာဟိုပြိုးဝေးများအကြောင်းရည်သည့်အခါကျွန်တော်တို့စီရဲမထွမ်းကားသေးသည့်စာဖတ်ပွဲများအကြောင်းတစုံတစဖော်ပြခဲ့၏စာရေးသူတို့ကိုယ်တိုင်မိမိစာကိုဖတ်ပြသည့်အဆိုပါစာဖတ်ပွဲများသည့်အနောက်နိုင်ငံများတွင်ရှိပဝေတည်ကြေးရရှိခဲ့ကြသူတည်သည့်အယ်ဘတ်တိုမင်ဂင်း၏ ဇာဖတ်ရှင်တမန်ကျန်တွင်ပါရရာရင်းမှကောက်နှုတ်ဖော်ပြလိုပါသည်မင်ဂေးကယိုမအင်ပါယာကောင်းစားစဉ်ကာလထင်ရှားသောအုပ်ချုပ်ရေးအရာချင်းချင်းတူလေးဖြစ်စာရေးသူလေးဖြစ်သည့်ပလင်နီအငေး AD 61ခန့်133ခန့်၏ပေးစာများတွင်တွေ့ရှိရသည့်များကို ကိုကားကရှီခေယိုမတဲ့စာရေးသူစာဖတ်ဝမ်တို့စီကားခဲ့ပုံအကြောင်းရေးသားထားခြင်းဖြစ်ပါသည်ပလင်နီက နိုင်ငံရေးလူမှုရေးစာပေရေးနိုင်ငံရေးရာစသည့်ဘာသာရပ်ပေါင်းစုံနဲ့ဆက်လျံသည့်အကြောင်းအချက်တွေသူ့အမြင်အယူအဆတွေကိုမိစေများထံပေးစာများအဖြစ်ရေးသားခဲ့သည့်သူစာများမှာအရေးအဖွေကောင်းခြင်းကြောင့်ထိုခေယိုမတွင်လူသိများခေရာသူမကွေလွန်မီသူစာများထဲမှာလက်ရွေးစင်တို့ကိုရွေးထုတ်က စာပေပေါင်းစုံစာအုပ်ကိုအုံးမြစူးစီးထုတ်ဝေဖြစ်ခဲ့သည်ဒီစာအုပ်တွေတွင် ရိုးမစာဖတ်ဝေးများအကြောင်းသူ၏ဝေဖန်ရေးသားချက်တွေလေးအများအပြားပါရှိသည်တခြင်းနှင့်ပလီနီကမိတ်ဆွေတို့အိမ်တွင်ကျင်းပါသည့်စာဖတ်ဝေးတစ်ခုမှပြန်လာပြီးနောက်စာဖတ်ဝေးမှာဖတ်သူကအလေးအနက်ရွက်ဖတ်နေစဉ် ပရိသတ်ဘက်ကတုံ့ပြန်ပုံနေရာမကြတဲ့အချက်ကို ပြစ်တင်ဝေဖန်သောစာတစောင်ရေးသားသည့်ကိုစင်ကယုံမာတဲ့စာဖတ်ဝေများသည့်အများလေးစားသည့်စာပေရန်ကြီးမိုဒလီတစ်ခုဖြစ်နေပြီးပရင်အေဂရစ်များကိုတိုင်ပဲတချို့ဝေများကိုတရားအပင်းလေးရှိရာ ထုံးဒလီဖြစ်လာသည့်အခမ်းအနားဝေတို့၏တဘာဝအတိုင်းစာဖတ်သူကလိုင်းနိုင်ရသည့်စီကံကာလနာနှင့်ကိုအမှုအရာနှုတ်အမှုအရာများရှိသကဲ့သို့ပရိသတ်ဘက်ကလည်းပုံမြင်နားထောင်သူတို့ အေးလိုက်ပေးရဖို့နေတူဖတ်သူအေးစာအသွအလာအမှုအရာစာပါအကြောင်းအချက် အလွမ်းအတိုးရတာတော့နဲ့ညီညွတ်စာတွန့်ပြန်ပေးရမယ့်ရင်ချင်းမှုချင်းဝတ်များရှိနေသည်တို့တို့ရှင်ပရင်ကချင်းမြင့်သည်ဖြင့်မင်းပွေးဆိုးဝေးဖြစ်လာသည့်အခါစာပေဝါဒနာမပါဘဲဝတရားအရာတယောက်ကြသည်မင်းမြောင်ကပ်ပါများရှိလာသလိုလူအများထင်ကြီးုံတက်တက်စာဖတ်ဝေးတက်ကြသည့်ဘဂဒနာသမားများလေးပေါ်လာတတ်ကြသည် စာပကဒနာများက စာအတန်းဝန်းထဲမှာထင်ရှားသူများနဲ့ယင်းဤတည်ကြံခွင့်ရဖို့သာအလေးထားသည်ရွတ်ဖတ်မှုကို စိတ်မဝင်စားလေးလေးစားစားမတုံ့ပြန်ပလီနီကစာပေဝါဒနာရှင်စစ်စစ်ထက်စာပကဒနာတမားတွေများနေသည့်ပွတ်တဝေးကိုတက်ရောက်ခဲ့ရပြီးနောက်မကြေမနက်ဖြစ်ကအိမ်ပြန်ရောက်ရောက်ချင်းအဆိုပါစာကိုရေးခဲ့ခြင်းဖြစ်သည့် သို့သောတစ်ဖက်တွင်စာသမားစစ်စစ်မဟုတ်သူများပါဝင်လာကြသဖြင့်ထိုစဉ်ကအရွယ်အဖက်တလေးပုံမိုစီပင်ရှင်ဖြစ်ကြောင်းလေးပလီနီသိမြင်ခဲ့သည်ထိုစဉ်ကယိုးမားတွင်လူကုန်ထန်ကြီးရဲ့တက်များထဲမှမိမိကိုယ်ကိုကြပြသမားဟုမှတ်ယူသူတို့ကအင်ကေဟာဆောက်လုံစဉ်ကလေးကကြပြရွက်ဝေးစာဖတ်ဝေးတွေခြင်းမရအခန်းများတည်တံ့ထိတ်သွင်းဆောက်လေးရှိတတ်ကြသည်ထို့နောက်မကြာခဏ အသည်တွေဖိကြကမိမိကဗျာများရွှေဆိုပြကြသည်တချို့လေမိမိနေအင်းရှိစာပေခန်းမှတွင်မိစေကဗျာဆရာများရွှေဖတ်နိုင်ရန်ပါစီစဉ်ပေးလိရှိသည်ဒီအကြောင်းတွေကိုပလီနီအစတဆောင်၌ပေါ်ပြခဲ့သည်သူကထိုနေအင်းခန်းမှများတွင်အခန်းအနာတက်ခင်းချင်းပြင်ဆင်ဖို့ရွှေဖတ်မည်သူတို့ဝတ်စားစင်ရေးပုံတို့မှသည် ထန်ရွက်တာထရွက်တာအတန်နည်းမြဲဟန်ပန်အမှုအရာပရိသတ်ရှိမှချက်ကြောက်တာရေးဝန်းတာစတာတွေကိုပြည့်ပြည့်စုံစုံတရုပ်ဖို့သည်ပလီနီကိုတိုင်လေးဒီလိုစာဖတ်ဝမ်းမျိုးမှာပါဝင်ဆင်နွေးထက်သူတူဖြစ်သည်တို့တို့သူကသူ့ကိုယ်သူကြပြရွက်ကောင်းသူဟုမယူဆသူစာတဆောင်၌မိစေတစုအားဖေးကြ၍သူကြပြများရွက်ဆိုပြရန်စီစဉ်နေကြတို့တို့သူကိုယ်တိုင်မရွက်ပေ သူထက်ကြပြအရွက်ကောင်းသည့်သူ၏ကျွံတယောက်ကိုရွက်ခိုင်းမီစိတ်ကူးကြတို့တို့အဲ့ဒီအချိန်တွင် သူကိုယ်တိုင်ကပြိသက်တယောက်လိုပဲထိုင်နားထောင်နေရမည်လားရွက်သူ အနီးမှာနှက်ခမ်းလုံးယုံလှုပ်ကကိုအမူအရာမျက်နှာအမူအရာဖြင့်တရုပ်ဆောင်နေရမည်လားဝေခွေးမရသေးသောဤသားထားသည်ကြပြရွက်ရမှာနောက်တတ်နေခဲ့သောပလင်နီသည်တခြားအခန်းအနားများတွင်သူပြိုးဆုံပြီးမင်းခွမ်းမူချမ်းများကိုမိတ်ဆွေနီးနီးသာပါသည့်ဝမ်တီတီမျိုးတွင်ဟန်ပန်အပြင်းနဲ့အစမ်းဖက် အစမ်းပြိုးချင်းမျိုးကပြုတ်လို့လေးရှိသည်ဟုဆိုသည်သူတို့ခေကြပြရွက်ပွေးတွေကတယောက်တပုတ်နှစ်ပုတ် သုံးလေးဘုံရွေးယုံနဲ့ပြီးသည်မဟုတ်ပွေတဝေးကိုအနည်းဆုံးသုံးလေးနာရီကြာသည်တချို့မာရတန်ပွေကြီးတွေဆိုရင်သုံးလေးရက်အထိပင်ကြာတတ်သည်ဟုဆိုသည်အဲ့ဒီလိုအရွယ်အဖက်တွေများလွန်းနေသည့်ကိစ္စကိုမနှစ်သက်သောသာသမားတွေလည်းရှိသည်ပဏိထအနှစ်တရာခန့်ဆိုသည်နာမည်ကြီးယိုမဆာဆိုဟော်ရီစာတတ်ပေတတ်တွေကပြားကို ကိုရန်ဖတ်ဖို့စိတ်မဝင်စားအမြင်အာယုံထက်အစားအာယုံနဲ့ပင်အရသာခံကြတာများနေသည်ဟုမှတ်ချက်ချသည်တခြားရောမစာဆိုတူဦးဖြစ်သူမာရှေ80ခန့်တရ3ခန့်ကလည်းအတင်းတမကပြရွေးပြရှင်နေကြသည့်အညံ့စားကပြဆရာများကြောင့်စိတ်ညစ်ရကြောင့်ထိုင်နေရင်လာရွက်ထနေလေးရွက်ပြေးသူနောက်လာရွက်အင်တာတက်နေတုန်းမှ အနားလာရွက်ပြနေသည့်ကပြရွက်သမားတွေကိုတိမခန့်နိုင်တို့ကြောင့် အလင်္ကာစာပြောင်းရေးသားခဲ့သည်စိတ်ပြတ်သူတွေပြတ်တို့လေးပင်နီကတော့တဘိုးကြသည် သူခဲ့ကိုကပြာစာပေရွှေခစ်ကြီးတခုအဖြစ်သူရှုမြင်သည်စာတဆောင်နှိပ်သူကဧပြီလတလလုံးကပြာရွက်ပွေးတွေတောက်လျှောက်ရှိနေသည်တရက်မှကိုမပြတ်သလောက်ပဲဗျဒါဟာစာပေ ဖွံ့ဖြိုးစီပင်နေသည့်လက္ခဏာအနုပညာအရေးအသွေးရှိသည့်ပုံကိုယ်တွေအများအပြားထွန်းကားနေတဲ့လက္ခဏာပဲကျွန်တော်သိဝမ်းတာတဲ့အခုရဲ့အာရပရရေးသားခဲ့သည့်ပရိသတ်ရှိမှရွေးကြဖက်ကြသဖြင့် စာပေအနုပညာသမားဖက်ကမြေတီအကျိုးကျေးဇူးများခံစားလာရကြောင်းလေပင်ဒီကရိုးရိုးချင်းချင်းပင်တွေ့ပြသည်တစ်ချက်ကကြိုကြောင်းမှုဖြစ်သည်အတကကပြဆရာဘသူလေးကွာ အခုလာနေတာတမန်ကျမ်းပြူဆရာကြီးဘသူပိုးကွာစသဖြင့်လက်တို့ပြိုတန်ကြရတာအနုပညာသမားစာသမားအတွက်အရသာရှိသည် နောက်တစ်ခုကပရိသတ်ရှိမှမိမိလက်ရာကိုရွက်ဆိုပြနေရတာက ကိုအတန်ကိုနှစ်သက်ခံစားနေရတာ အဲ့ဒါလေးတံပိုးတစ်ခုဖြစ်သည်ပြီးတော့မိမိရွက်ဆိုတာနားထောင်ပြီးသဘောကြသည့်ပရိသတ်ကလီစာတီကပြားကိုကိုတိုင်ရွက်ဖက်ရှူရအောင်ဝေယူလာကြတော့စာရေးသူရောထုတ်ဝေရောင်းချသူမှာပါအကျိုးရှိသည်ဒီသဘောအရာပရိသတ်ရှိမှရွက်ဖက်ပြရှင်သည်မိမိအတွက်ပရိသတ်စုစည်းသည့်သဘော တို့ဒီမဟုတ်ကနအူထွက်ဝယ်ဖြန့်စီမုံကလေးတစ်ခုအစာပြုတ်သည့်တဘူဖြစ်သည်ဟုသူရှုမြင်ခဲ့သည်ပင်နီအေးမှတ်ချက်တစ်ခုပြောစရာကျမ်းပါသေးသည်အတကပရိသတ်ချင်းရွက်ဖက်ပြရှင်ဟူသည်သူတကိုယ်လုံးလှုပ်ရှားပါဝင်ရသည် တရုတ်ဆောင်မှုတစ်ခုဖြစ်သည်ဟုသူဆိုခဲ့ခြင်းဖြစ်သည်စကလုံးကြီးတပါသောစာပေလက်ရာတစ်ခုတွင် အတန်ရောအမှုအရာပါထစ်သွင်းပေါင်းဆက်လိုက်သည့်အခါမူလရေးသားစဉ်အချိန်ကရှိခဲ့သည့်စာရေးသူရဲ့ခန်းစားချက်များအလိုရှင်းလင်းပြသစွာပေါ်လာသည် စာဖတ်သူနဲ့စာရေးသူအကြပုံရိပ်နီးစပ်နားလည်မှုရလာပြီးစာဖတ်သူစိတ်၌မူရင်းစစ်စစ်ကိုတိုက်ရိုက်ထိတွေ့ရသည်ဟုသို့ကျင့်နှံ့မှုမျိုးဖြစ်ပေါ်စေသည်ဟုဒုက္ခံယူသည်အရလွန်ခဲ့သောနှစ်ပေါင်း2000ခန့်ကယူမမျိုးချင်းစာဆိုတို့၏အနေအထားနှင့်စာတလေးအစဉ်အလာများအကြောင်းပလင်နီ၏ပေးစာများနှင့် ကဗျာအစာဆိုတချို့ဤရေးသားချက်များမှတစ်စည်တစောင်းချူမြင်ရာချက်ဖြစ်သည်တို့ရိုမမှာထွန်းကားစီပင်ခဲ့သောကဗျာရက်ဝေးစာရက်ဝေးအမျိုးမျိုးတွေလေသူအရင်ဂရိခေတ်ကတည်းကရှိနေခဲ့ပြီးဖြစ်သည်ပလီနီထက်ရာစု25ခုလောက်ဆိုခဲ့သည့်ဂရိတမန်ဆရာ Herodotus သူ၏တမန်ရေးသားချက်များကိုဂရိတွေပဲစတင်သည့် Olympic ပွဲတို့ကျင်းပသည့်အခါများတွင်ဖတ်ရှုပြလေရှိခဲ့သည်ပွဲတို့၌ဖတ်သည့်အခါ ဂရိတ်မျိုးပြနိုင်ငံပေါင်းစုံမှ ပရိသတ်တွေနားဆင်ကြရသဖြင့်မျိုးတကာလူရဲ့ရဖက်စရာမလိုတော့ဟုဆိုပေရာ ထိုစဉ်ကတော့မဟုတ်ထို့ထက်အရင်ကပဲအရက်တကာလေးပြီးကြပြရွက်စာရွက်သည့်ပုဂ္ဂိုလ်များသည့်ဒီစာရွက်ဆုံးမှုများကိုနှစ်သက်သည့်ပြိတ္တများနှင့်ရှိနေခဲ့သည့်သဘောဖြစ်သည်ဂရိခေတ်ကတည်းကရှိခဲ့ပြီးယောမခေတ်စိုးစိုးပိုင်းတွင်အထက်လွှာအတန်ဝန်ကြားနှင့်ဖက်ရှင်တစ်ခုတည်းဝေခေတ်စားခဲ့သည့်ကြပြပွေးစာပွေးများသည့် AD 600စုခန့်တွင်ရုပ်ပါပြောက်ွေတလောက်ဖြစ်သွားခဲ့သည်ရင်းတို့ဖြစ်ရသည့်အကြောင်းအရင်းမှာစာတပ်ပေတပ်ပရိသတ်ရှားပါသွားခြင်းကြောင့်ဟူ၍စာပေတမန်းဆရာတို့ကဆိုသည်စာတပ်ပေတပ်တိုးလာရမည့်အစားအဘေကြောင့်ရုပ်ပါသွားရသည်နှင့်စစ်ကြိုးသည့်အခါလက်တင်ဘာသာစကားကြောင့်ဟူ၍အပြေထွက်လာသည်လက်တင်သည်မူလကယုံမအပါအဝင် တိုင်းပါမြေအောက်ပန်းဒေသမှ လူမျိုးတစုသုံးဆွေးသောဘာသာစကားများသာဖြစ်သည် ရိုမအင်ပါယာကြီးကြီးလာသောအခါလက်တင်သည်ရင်းသုံးယုံသုံးဘာသာစကားအဖြစ်အီတလီဒေသတွင်ဥရောပတောင်ပိုင်းအနောက်ပိုင်းများသို့ပါပြန့်နှံ့တွင်ကြီးခဲ့သည်ထိုအခါအဲ့ဒီနေပေတခွင်ကစာဆိုတွေသည်လူထုကြားအများဆုံးပြန့်သည့်လက်တင်ဘာသာဖြင့်စာပေများရေးသားခဲ့ကြသည်ရိုမအင်ပါယာကျဆင်းလာသည့်အခါနှင့်မူနေပေအသီးသီးတို့ကမိမိတို့အရက်သုံးဘာသာစကားများကိုအဓိကသုံးစွဲလာကြသဖြင့် လက်တင်သည်ပညာရှင်တချို့သာကျွမ်းကျင်သည့်နိုင်ငံခြားဘာသာရပ်တစ်ခုအဖြစ်သို့လေကခရီးယန်အသင်းတို့၏ဘာသာရေးသုံးဘာသာစကားအဖြစ်သို့လေက ပြောင်းလဲသွားခဲ့သည်တို့ဖြင့်ဥရောပနှင့်စာရေးသူတို့၏ရပတ်ပွေးများသည်ရိုမအင်ပါယာနှင့်လက်တင်ဘာသာတို့တွင်တွေ့ကြဆင်းလာခြင်းနှင့်အတူရာစုနှစ်ပေါင်းများစွာမိမိကြဆင်းသွားခဲ့ပြီး14ရာစု15ရာစု လောက်မှသာတချို့ပြန်လည်ထွက်ငှားလာသည် 1309ခုနှစ်ပြင်သစ်အထုပတ်တီနဲ့တမိုင်းစီယာသည်နဝမမြလူဝီပရင်နဲ့အတူသူကိုယ်တိုင်လိုက်ပါဆင်တွေးခဲ့တော့တတ္တမခရုစိတ်စစ်ပွေးအကြောင်းနဲ့ဘယင်လူဝီအကြောင်းမှတ်တမ်းတဲ့ရေးသားသည့် Live or Since Louis စာအုပ်ကိုအခမ်းအနားနဲ့ဖတ်ပြခဲ့သည်အာဂျင်ကိုတိုက်ပွေးတဲ့အရင်းနှင်းကအင်္ဂလိပ်တို့၏ဖန်ဆီးခြင်းခံခဲ့ရသောပြင်သစ်မြင်သားစာဆိုသည်လေ25နှစ်ကြာအကျဉ်းဆန်ဘဝရဲ့ကြပြအလင်္ကာမြောင်များစွာရေးဖွေးခဲ့ပြီး အကျဉ်းမလွှဲ၍ပြင်သစ်ပြေပြန်ရောက်လာသည့်အခါညနေခင်းနန်းတွင်စပေပွေများကျင်းပကသူကပြားများကိုရဖက်သည်ဟုဆိုသည်မင်းသား၏ကပြားရွက်ဝေးများသောပြင်သစ်စာဆိုကြီးဖရန်စာဘီယွန်အပါအဝင်ထိုခေတ်ထင်ရှားသောကပြားဆရာများတက်ရောက်ကြသည်ဟုဆိုသည်ရှေးစပီးယားမတိုင်မီကအထင်ရှားဆုံးဟုဆိုရသည့်အင်္ဂလိပ်ကပြားစာဆိုကြီး ်ရှိုးစာအေးစာများထည့်တွင်လေပရိသတ်အားကြပြဝတ္ထုရပြရသည့်အချက်တွေမကြာခဏပါရှိတတ်သည်သူရေးသားသည့်ရာဇဝင်စံစားခန်းအလင်္ကာဝတ္ထုစာမူတစ်ခုတည်းဟိုပြိုးစင်ပေါ်၌တာအုတ်အုတ်လံကပရိသတ်အားရဖက်ပြနေသောရှိုးစာနှင့်သူအနီးတွင်ဘယင်နှင့်မိဖုရားကြီးတို့နားဆင်လျက်ရှိပုံကိုဖော်ပြထားရာထိုကိအင်္ဂလန်တွင်စာရေးသူတို့စာဖတ်ပြသည့်ဒလီထွန်းကားနေကြောင်းတွေ့မြင်နိုင်သည်စာရေးသူကမိမိလက်ရာကိုပရိသတ်ရှင်နှင့်ဖတ်ပြသည့်အခါ နှစ်သက်အပင်းမှုများခြေတာရသည်မဟုတ်ဝေဖန်ထောက်ပြမှုများပါခံယူရလိမ့်ရှိသည်ထို့သောဒီဝေဖန်မှုများကလေစာရေးသူအတွက်အကျိုးပြုပါသည်စိုးစိုးကပြောသည့်ချိုးစာဆိုရင်းလေပုံဝတ္ထုတွေကိုအလင်္ကာသွားဖြင့်ရေးသည့်သူ၏အထင်ရှားဆုံးလက်ရာစင်တာဘာရီပုံမြင်များကိုပရိသတ်ရှိတွေရွက်ဖက်ပြပြီးနောက်ပရိသတ်ထင်မှဝေဖန်ထောက်ပြသည့်အချက်များကိုပြန်လည်ဆင်းစစ်ကပုံရိပ်ကောင်းမွန်အောင်တီးဖြတ်ပြုပြင်လေးရှိသည်ဟုဆိုသည် ပြင်သစ်ပြဇက်ဆရာကြီးမိုလီယမရေးလက်ဆ ပြဆက်များကိုအင်ဂျင်အမျိုးသမီးအားဖတ်ပြလေးရှိသည်ဟုဆိုရာဣတီမာလေးမိမိအရေးအသားကိုမိမိပြန်လည်စစ်စစ်သေးပြန်နေခြင်းသာဖြစ်သည်ဟုအင်္ဂလိပ်စာရေးဆရာကြီးဆင်မြူရဲ့ပက်ဒလာကသုံးသပ်သည်မော်ဒီယေနဲ့သူ့မတိုင်မီခေတ်ကဇက်ဆရာများရေးသည့်ပြဆက်များမှာကပြဖို့ကြီးမဟုတ်ဝမ်ဖွဲရဖက်ဖို့လေယူရည်သည်ဖြစ်ရာကိုရန်ဖက်ကြည့်ပြိုးကြည့်သည့်အခါစင်ပေါ်နှင့်တရုတ်ဆောင်မည်သူတွေအတွက်ရော အတန်ထွက်ဖတ်ပြမိသူတွေအတွက်ပါ အစဉ်ပြေမပြေအစီအငိုတင့်မတိချီချမိုးရှိမရှိစစ်စစ်သိရှိနိုင်သောကြောင့်ဖြစ်သည် စကပြေဝတ္ထုစီယာပက်တလာကိုတိုင်းလေးစာရေးပြီးလျင်တစုံတစ်ယောက်ရှိမှဖတ်ပြသောနည်းဖြင့်မိမိစာကိုမိမိပြန်လည်သုံးသပ်လေးရှိသည်စာအေးသားညံ့သော ပြို့နေသောနေရာများသည့် အတန်ထွက်ရဖက်လိုက်သောအခါမိမိဘာသာထင်ရှားမြင်သာလာသည်ဟုသူကဆိုသည်အခါတလေကြတော့လေကိုစာကိုပြုပြင်ရန်အတွက်ပရိသတ်နဲ့စံတတ်တာမျိုးမဟုတ်ပေစာအုပ်ကိုပုံနှိပ်နိုင်ခြင်းမရှိသည့်အတွက်ဖက်ပြယုံတက်တက်ဖြင့်တင်းတင်းရတာမျိုးလေးရှိသည်နာမည်ကျော်ပြင်သစ်အတွေးခေါ်စာရေးဆရာကြီးရူဆိုမှ confession ဟုအမည်ပေးထားသည့်သူ၏ဘဝမှတ်တမ်းစာအုပ်ကိုလင်ကိစ္စဆိုင်ရာတစ်တစ်ကွက်ကွက်ရေးသားခြင်းများကြောင့်ပြင်သစ်အနာပိုင်တို့ကပိတ်ပင်တားမြစ်သည်ဖြင့် ပုံမနှိမ့်နိုင်ပေရှိရာ1968ခုနှစ်ဆောင်းတွင်တတွင်လုံးပဲပါရီရှိလူကုန်ထံသူတို့ကောင်းမျိုးအိမ်များမှာလှစ်လေဖက်ပြနေခဲ့သည်ဟုဆိုသည်ရူဆိုအီဇာဖက်ပွေးများမှာခနာတပြုံမဟုတ်ဘဲတခါတရံမနက်9နာရီမှညနေ3နာရီလောက်အထိကြာမြင့်တတ်သည်ဟုဆိုသည်အဖက်ကောင်းရွေးလာအကြောင်းအရာကပဲထိချလွန်ရည်လာမသည့်ပရိသတ်တွေကိုမိမိရရဖန်ဆာနိုင်သည်တရားဝင်လက်ထပ်ထားခြင်းမရှိသောအမျိုးသမီးနဲ့မွေးသည့် လေး9ရောက်လုံးကိုဆေးရုံနှံစံပြက်ခေးပုံအကြောင်းရေးသားထားသည့်အခန်းဖတ်ပြသည့်အခါများတွင်နားထောင်သူများမှမျက်ရည်မစင်တဲ့အောင်ဖြစ်ကြရသည်ဟုဆိုသည့်ဘရူဆိုဤစာအုပ်မှာသူ့ကိုယ်ရံပြီးလေးနက်ခန့်အကြာမှပုံနှိပ်ခွင့်ရခဲ့သည့်ပူရိုပါတစ်ခုလုံးအနေနဲ့ပြောရသော၁၉ရာစုနှစ်သည်စာရေးသူစာဖတ်ပွဲများ၏ရွှေခေဟုဆိုရမည်ဖြစ်သည့်အင်္ဂလန်၏အဲ့ဒီရွှေခေအထင်ရှားဆုံးပုဂ္ဂိုလ်မှာဝတ္ထုရေးဆရာကြီး ရှားတစ်ခင်းဖြစ်သည့်တစ်ကင်းကငโกကတိယသပင်ပညာကိုစိတ်ဝင်စားသလိုပင်ကိုတရုတ်ဆောင်အရေးအသွေးလေးရှိသူဖြစ်ရာအရေးအသားနဲ့တရုတ်ဆောင်စွမ်းရည်တို့ကိုကောင်းစွာပေါင်းစပ်နိုင်ခဲ့သည့်တစ်ကင်းအစာဖတ်ဝေးများမှာနှစ်မျိုးဖြစ်သည့်တစ်မျိုးကမိစေများကြီးပါသည့်လူနီနီဝန်းသေးသေးမှဖတ်ပြက၎င်းတို့၏တုံ့ပြန်မှုတုံ့ပြန်မှုများကိုအကဲဖြတ်ပြီးစာရိုးဖတ်ဟန်ကိုပါပြုပြင်ခြင်းဖြစ်သည့်နောက်တစ်မျိုးကပရိသတ်အများရှိမှဖတ်ပြခြင်းဖြစ်သည့် ဝတ္ထုရေးဆရာအဖြစ်အောင်မြင်ထင်ရှားပြီးနောက်မှာပဲဒီကင်းကအဲ့ဒီစာဖတ်ပွေးကြီးများအဖင်ပေါ်ရကြိုချခဲ့သည်တကင်းကမိမိရဲ့အရေးစွမ်းအားကိုယုံကြည်သလိုအဖက်စွမ်းအားကိုလည်းမိမိချက်ချက်နှစ်သက်ခံစားသူဖြစ်သည်သူစာဖတ်ပြတာနားထောင်ရင်းမျက်ရည်လေးသူလေးချက်ကြီးတငင်ကိုကျွေးသူငိုကြေးကြတာကိုဝမ်းသာဂုံယူစာ ရေးသားပြောဆိုလေးရှိသည်ဒီလိုဂုံယူလာအောင်လေသူစာဖတ်ပွေးများကကြီးကြီးအရေးပန်းစားခဲ့သည် အမျိုးမျိုးအနေနဲ့လှေကစာဖတ်ခရီးစဉ်ခြေကြီးတွေသူထွက်တတ်သည်ပထမဆုံးခရီးခြေကြီးတစ်ခေါက်တည်းမြို့ပေါင်း40ကျော်သို့ရောက်ရှိခဲ့ပြီးပွေပေါင်း80မှသူဖတ်ပြခဲ့သည်နေလေးဇက်တပင်သမားတို့ဥပမာပဲစာဖတ်ပြယုံဖင်ပရိသတ်ကိုငိုအောင်ရေအောင်လုံနိုင်သည့်တကိုးဆွမ်းအောက်ကိုသူအလွယ်တကူရခဲ့သည်တို့မဟုတ်စာဖတ်ပွေကြီးတစ်ခေါက်မထွက်မီအနည်းဆုံး2လမြောက်ကြအောင်အဖတ်အပြိုဟန်ပန်အမှုအရာတို့ကိုသူလေ့ကျင့်သည်သူဖတ်ပြမင်းစာအုပ်များတဲ့ စာမျက်နှာနဘေးတစ်ချောင်း၌ဖယားမေးလေးတန်းနှင့်ပတ်သက်၍ရှင်ရှင်ပြပြတင်းတင်းမာမာကြည်ကြည်ကွေးကွေးလေးလေးနက်နက်မြန်မြန်တက်တက်စသည့်အမှတ်ချက်ကလေးများထိုးထပ်ထားသလိုကိုဟန်အမူယာနှင့်ပတ်သက်၍လက်ရကောင်းညိတ်ခိုးလက်ညိုးထိုးညွန်ပြကြောက်ရွံ့တုံလှုပ် ကြည်လန်းစာစာပြာကြီးပြာရစသည်ဖြင့်အညွန်ကလေးများရေးသားထားလေးရှိသည်သူစာများကိုတကိုယ်လေးပြိုကြည့်မိစေတစုနဲ့ပြိုကြည့်ပြီးနောက်စာအတွေ့အကြုံကိုမူတည်ကနားထောင်သူအတွက်အထီးမိဆုံးဖြစ်အောင်တိဖြတ်မှုပြုပြင်မှုများလေးလုပ်လေးရှိသည်သူဝတ္ထုရေးသားသည့်သူတို့ကမူတကင်းစာဖတ်ပြပုံမှာဝတ္ထုတွေကဆက်ွက်တွေကိုတရုပ်ဆောင်ပြနေခြင်းမျိုးမဟုတ်အပြည့်အပြည့်တွေကိုအနီးကပ်ကြုံတွေ့နေရသလိုထင်ထင်ရှားရှားမြင်လာအောင်ညှင်းပေးဖို့ပြီး အသက်တွင်ပေသောသဘောတတာဖြစ်သည်တနည်းပြောရသောသူကတရုတ်ဆောင်သမားဖြစ်မသောစာဖတ်ပြသူအဖြစ်ပဲဆက်ရှိနေသည်သူစီမအမှုအရာပုံနေတာတွေအချောက်တိုက်လုံးပြနေတာမျိုးတွေလုံးဝမတွေ့ရသူ့ပင်ကိုဟန်ပန်ကိုအတတ်နံဆုံးတိုးတဲ့ထင်းချုပ်သားသည့်အခါဝတ္ထုကိုသူဖတ်ပြနေတာနဲ့မတူပဲဝတ္ထုကသူ့ကိုယ်ရင်းဝင်ဘူးက၎င်းဘာသာပြောပြနေပြီးတကယ်တော့အလွန်ထူးခြားသောအနိသင်တမျိုးရှိလာသည် စသည်ဖြင့်မှတ်တမ်းတင်ခဲ့သည်။ဒီအပြင်ဒီကင်အီထူးခြားချက်တစ်ခုက သူဖတ်ရှုပြီးပြီးဆုံးပြီးသည်ဆိုသည့်နောက်တွင်ပရိသတ်အေလက်ခုပ်အိုးဘကိုရရွေခံယူမနေပေ။ဥညွတ်နှုတ်ဆက်ကထွက်ခွာတော်တတ်ခြင်းဖြစ်သည်။စင်နောက်ရောက်လျင်သူပထမဆုံးလုပ်သည်ကအဝတ်လီရှင်ဖြစ်သည်။တပင်သမားလိုတရုတ်မဆောင်ဘူးဆိုသည့်တိုင်ပွေပြီးချိန်၌သူတကိုယ်လုံးရွှေးတွေရွှေးနေနေသည်သည်။ပရိသတ်တွေစစ်လုရှားစေဖို့သူကိုယ်တည်းကအများကြီးလှုပ်ရှားပေးခဲ့ရသောတပိုးပင် ဒီကင်းတို့လိုအရေးရောအဖက်မှာပါထူးဆန်းပြောင်မြောက်သောပုဂ္ဂိုလ်မျိုးကမကြာခဏတွေ့ရတတ်လိမ့်မည်မဟုတ်ပါသို့သောယနေ့နိုင်ငံတကာနှင့်ခေတ်ဦးကာလ စာပေသမားတို့စတင်ခဲ့သည့်ဒလိအစဉ်အလာအတိုင်းစာရေးသူကိုယ်တိုင်မိမိလက်ရာ စာကပြကိုအဖက်ပြသည့်ပွဲတွေဝေစာမြန်ဆိုင်စာဆင်ရင်ကျင်းပလျက်ရှိပေသည်